ရေမကူးတတ်တဲ့သူစီကနေရေကူးတင်မလားစာမတတ်တဲ့သူစီကရော စာတင်မလားကားမမောင်းတတ်တဲ့သူစီကနေကားမောင်းတင်မလားဒီမီးခွန်းနေရဲ့အဖြေကတော့ no လို့ထွက်လာပါပါဒါပေမဲ့စီဝါရေးမလုပ်ဘူးသူစီကနေတော့စီဝါရေးအကြံဉာဏ်တွေရမယ်ဘဝတိုးတက်ရေးနည်းလမ်းတွေရမယ်လို့အများစုကထင်တတ်ကြတယ်အဲ့လိုအားကိုးကျင်လာအောင်လေ motivation speaker တွေကနှိမ်နေနေတာမှာတအားတော်ရတယ် motivation speaker တွေ လို့ပြင်ကြတယ်ဘဝမှာအောင်မြင်တဲ့လုပ်ငန်းလေးတစ်ခုလေးတော့မရှိပဲနဲ့စီးပွားရေးအကြံဉာဏ်လေးဘဝပြည့်တဲ့ရေးအကြံဉာဏ်လေး live ပေးနေတဲ့ motivation speaker တွေအောင်မြင်ဖို့ project ပြည့်တယ်ဒီ video ကိုအဆုံးထိတာကြည့်လိုက်ပါအောင်မြင်ကြော်ကြားတဲ့ဘောလုံး manager တယောက်ဖြစ်ဖို့စုပ္ပါးပြီးအများကြီးရပြီးတဲ့ဟိုဘောလုံးသမားဖြစ်ဖို့လိုပါအဲ့ဒီနဲ့အမဲဆုံးတော့ဘောလုံးကံဦးပါမယ်။ဟုတ်ပါဟုတ်ဘောလုံးကြီးပြန်လိုက်စေရှိရမယ်။အလားတူပဲ motivation တွေပေးခြင်းလဲဆိုသူ့ဘဝမှာစိတ်ခွန်အားတက်စေတော့တဲ့ကိစ္စတွေလုပ်ပြမှုတွေကိုပြုဖို့လိုပါတယ်။ချမ်းသာညီတွေပြောခြင်းလဲဆိုရင်လည်းပြောနေတဲ့ motivation speaker မှာအနည်းဆုံးကိုယ်ပိုင်လုပ်ငန်းတစ်ခုလောက်တော့အောင်အောင်မြင်မြင်ရှိနေဖို့လိုပါတယ်။ဥပမာမီလီယံနာတစ်ဖြည်းတွေမီလီယံနာတစ်ဖြည်းတွေကစိတ်ခွန်အားတက်ကြွနေကြ။ဘဝတိုးတက်ရေးနည်းလမ်းတွေပြောပြနေတဲ့ဘဝကြပဲပဲ။အလုံးနဲ့မှမမြင်ရအောင်မြင်ထားတာမရှိပဲဘဝတိုးတက်ရေးတင်တဲ့စိတ်ပေးနေတာမျိုးကလိန်တာမဟုတ်ရင်ညာနေတာပဲဖြစ်ပါလိမ့်မယ်။ ကဲဒီတော့ motivation speaker တွေဘလို့လိမ့်တဲ့အချက်နှစ်ချက်နဲ့စက်ကြည့်အောင်ပထမတစ်ချက်အောင်မြင်ဖို့လွယ်ကူကြောင်းပြောကြတယ် motivation speaker တွေရဲ့အပြောမှာစီးပွားရေးလို့တာကြီးစားထားတာတော့တော့မရှုပ်သေးသလိုပဲသူတို့ကပုံပြောကောင်းတဲ့အတွက်အများစုကလည်းချက်ချင်းလုပ်ကြတယ်အောင်မြင်ဖို့လွယ်ကူကြောင်းပြောတဲ့အခါအမှန်တကယ်အောင်မြင်ဖို့မရှိမဖြစ်လိုအပ်တဲ့အရေးသေးတွေဖြစ်တဲ့အသိပညာအတတ်ပညာစူးစမ်းအားထုတ်မှုအဆက်အသွယ်နဲ့အချိန်ဆက်ကိုယ်ရည်ကိုယ်သွေးစတာတွေကိုခြံလှပ်ထားခဲ့ကြတယ် ဘာမှမတက်လဲအရန်မကြိုးစားလဲအောင်မြင်နိုင်ပါလေဆိုတာမျိုးကိုအောင်မြင်စရာတွေကသာပြီးပြောလိုက်ပြီးရင်သူ့ဘဝနဲ့ရှင်ပြီးနမူနာတွေချပြလိုက်သူကလုပ်ငန်းထူထောင်နေကြာရှုံးနေအဲ့ဒီချိန်မှာလူတစ်ယောက်ကသူ့ကိုမန်တာအနေနဲ့လာလုပေးတယ်အဆိုပါပုဂ္ဂိုလ်ရဲ့နီလန်းတွေတိုင်းလိုက်လို့လိုက်တာသူကချမ်းသာတယ်ဒီတော့အဆိုပါပုဂ္ဂိုလ်ရဲ့နီလန်းတွေကိုသူကအခမဲ့ပြန်လဲဝေမျှပေးမယ်ပေါ့ဒီလိုမျိုး ဆွဲဆောင်တက်ကြတယ်။တကယ်တမ်းသူ့မှာအောင်မြင်တဲ့လုပ်ငန်းရှိလာချပြပါဆိုရင်လက်ရှိသူရောင်းနေတဲ့ဘဝတူတည်းသင်တန်းတွေနဲ့သူရေးထားတဲ့အစားအုပ်တွေပဲရှိနေလိမ့်မယ်။ဒုတိယတစ်ချက်အောင်မြင်မှုရဲ့လက်ဝတ်ချက်ကိုထုတ်ပြောလိုက်မယ်။လူတယောက်ဟာသူ့အောင်မြင်မှုရဲ့လက်ဝတ်ချက်ကိုထုတ်ပြောလိုက်မယ်လို့ထင်နေရင်တော့သင်ဟာအကြီးအကျယ်အလိမ်ခံနေရပြီလို့ပဲပြောချင်ပါတယ်။သင်စားတာပြီးမယ်ကွန်ချက်တော့ပြတ်မှာမဟုတ်ဘူးလေ။ပြမယ်လို့ထင်နေရင်တော့အတော်လေးအလိမ်မိနေလို့ပါပဲ။ လူတိုင်းဟာအောင်မြင်နိုင်တယ်။သို့ပေမဲ့အောင်မြင်နည်းတွေကတော့တူမှာမဟုတ်ပါဘူး။ဘာလို့ဆိုလူတစ်ယောက်နဲ့တစ်ယောက်အာသင်ချက်အားနည်းချက်တွေတူမှာမတူတာကိုဒါကိုဘေးပဲထားပြီးအောင်မြင်မှုရဲ့လျှို့ဝှက်ချက်ကိုထုတ်ပြောပါမယ်ဆိုတဲ့အောင်မြင်ရေးဆရာတွေကလူတွေကိုလိန်ညာပြီးသူတို့ထုတ်ရောင်းခြင်းနဲ့သင်တန်းတွေစာအုပ်တွေကိုသားပေးတော့မှာပဲဖြစ်ပါလိမ့်မယ်။လူတွေကြောင့်လောက်အောင်နမူနာတွေတော့သူတို့ပေးတယ်။ဟိုမှာစည်ရင်သားချင်းချင်းပေါင်းနေလို့ဘာမှမထူးဘူးဆိုတာ။စိုးမြင်တဲ့တွေနဲ့မပေါင်းနဲ့ဆိုတာမျိုး။သူချမ်းသာတွေနဲ့ဝန်ဆက်မှုတွေဆိုတာမျိုးတွေပေါ့။ ဒါတွေကတဝက်တစ်ပြက်ပြန်ပြင်မယ်အောင်မြင်ရတကယ် project တွေတော့မဟုတ်ပါဘူးအစိုးဆုံးကလူတွေကိုလမ်းမရောက်စေတဲ့ multi level marketing နဲ့အခြားသောမမမကန်နည်းလမ်းတွေနဲ့ပိတ်ဆက်ပေးခြင်းပါပဲဆိုပါနည်းလမ်းတွေကိုအောင်မြင်ရ project လို့လို့ဟောပြောပြီးပတ်စံရှာတဲ့ motivation speaker တွေကိုတော့ထိတ်ဆုံးကနေရှင်းအောင်မယ်ထဲပါပါတယ်ကဲဒီလောက်ဆိုအောင်မြင်စေရပြီဘလို့လိမ့်တယ်လဲပြီလောက်နားလေတော့မယ်ထင်ပါတယ်ဒီလိုမျိုးကြမ်းကြမ်းအတွေးအမြင်တွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ချန်နယ်ကို follow လုပ်ထားပေးလိုက်တော့เนาะ